စင်းတို့ဒီတက်မတော်ထောက်ခံဝိုင်းရလူတဲ့တည်င်းသမားတွေဆိုလို့ရှိရင်လက်ချိုးရွတ်လို့ရပါတယ်။ဟုတ်နော်။လက်ချိုးရွတ်ထောက်ခံရတယ်နော်သူတို့ခွေတက်။တခါလေချင်းချင်းမဲ့ဖိုက်နေရချင်းချင်းမဲ့ချနေရ။ချင်းချင်းမဲ့နော်အများကြီးပါပဲဒါမျိုးတွေတော့မြင်းအမျိုးလိုပေါ့။ကိုကိုတိုင်းမြင်းအမျိုးလေးကိုကိုတိုင်းခလေးမမွေးနိုင်မမွေးရင်တော့ကိုယ်ဝင်ရှိတဲ့မြင်းတွေကိုကိုယ်ဝင်ပြက်ကြအောင်လိုက်ကန်တဲ့သဘောတူပါရဲ့။အော်မင်းကိုပြောရတယ်။ဒါမျိုးလေး ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမွန်မများအားလုံးပဲတော်လန်ညက်နေခင်းနေပါဒါကြောင့်ဒီကနေ့အော်တိုဘာလ19ရက်နေ့အတွက်ညက်နေပိုင်းတည်ရတဲ့မြေပြင်စစ်ရေးတည်င်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြောင့် Greeny ပြည်နယ်တပ်ဖွဲ့မှစစ်တပ်ကဗိုလ်မှူးသွမဟုတ်ဗိုလ်ကြီးအောင်မင်းသူတေဆုံသွားပါတယ်ဆိုတဲ့သတင်းလေးနဲ့စရမယ်ဆိုရင်ဒါ Greeny ပြည်နယ်အတွင်းအကြံဘတ်စစ်တပ်ကလက်လွတ်ထားရတဲ့နေမီတွေကိုပြန်လဲသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်နေနေစဉ်စစ်တပ်ဘက်ကဗိုလ်မှူးတုံးဟုတ်ဗိုလ်ကြီးအောင်မင်းသူတေဆုံးသွားကြောင်းတေဆုံးသူရဲ့ဇနီးဖြစ်သူလူမှုကွန်ရက်မှာဖော်ပြခြင်းနဲ့မိတ်ဆွေဖြစ်သူတချို့ရဲ့ပြောဆိုချက်အရသိရပါဗျ။ဒါပြီးခဲ့တဲ့အော်တိုဘာလ14ရက်နေ့တက်ပွဲအတွင်းဗိုလ်မှူးတုံးဟုတ်ဗိုလ်ကြီးအောင်မင်းသူတေဆုံးခဲ့ခြင်းဖြစ်ပြီးအလောင်းကိုတော့ဒါတိုင်ရင်တက်ဖွဲ့ထံသို့ပြန်လဲတည်ယူနိုင်ခြင်းမရှိကြောင်းလည်းသိရပါဗျ။ ဒီကရင်ပြည်နယ်ဘက်မှာကြာတာလို့သိရတယ်သူကမြစ်ကြီးနားစာတိပါဘုံမှုအပွင့်မတင်ရသေးဘူးဒါပေမဲ့လာစာကတော့စားနေပြီလို့တေဆုံးသူဘိုးကြီးအောင်မင်းသူရဲ့ online ကမိတ်ဆွေကဆိုထားပါတယ်ဒါအဲ့ဒီဘိုးကြီးအောင်မင်းသူတေဆုံးချိန်မှာဒါသူ့ရဲ့မိမဖြစ်သူမေဖြူဖြူဇင်နဲ့တာသမီနှစ်ဦးကြံရက်ခဲ့ကြောင်းလည်းသိရပါတယ်ကဲတော့နောက်ထပ်ဒါကြောင့်ဘကူတိုင်းဘက်ကိုဆက်ပြီးသွားမယ်ဆိုရင်ဘကူတိုင်းလက်ပဒံမြို့နယ်တရက်ချောင်းရွာကိုဘုံလာကျဲတဲ့အကြမ်းဖက်စစ်တပ်ရဲ့ drone တစ်စီးပြတ်ကြပြီးတင်စီယာမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒီကနေ့အော်တိုဘာလ19ရက်နေ့မနက်09:30မိနစ်ခန့်မှာလက်ပတန်းမြို့နယ်တရက်ချောင်းရွာကိုဘုံလာကျဲတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဒရုန်းတစ်စီးကဆက်ချုပ်ရင်းပြီးပြက်ကျခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ဒါအဲ့ဒါလိုပြက်ကျသွားတဲ့ဒရုန်းကိုတရက်ချောင်းရွာအနောက်ဘက်မှာတာယာဝတီဂလုံတပ်ဖွဲ့မှတင်းစီရစီခဲ့ကြောင်းသိရပါဗျ။ဒါစစ်ခွေတွေကတရက်ချောင်းရွာကိုဒရုန်းနဲ့ဘုံလာကျဲတဲ့အဲ့ဒီမှာဆက်ချုပ်ရင်းပြီးတော့ဒရုန်းကလေထီးနဲ့ပြုတ်ကျလာတာ။ဒါကျွန်တော်တို့လည်းတည်င်းကြားတာနဲ့သွားပြီးတော့ယူဆောင်လာခဲ့တဲ့အခုတော့လုံခြုံတဲ့နေရာကိုပြောင်းဆွေ့ထားပါပြီလို့ တာယာဝတီဂလုံတက်ခွဲမှာတောင်းစီသူကပြောဆိုထားပါတယ်ဒါအဆိုပါတရက်6မှာအော်တိုဘာလ15ရက်နေ့ကလည်းရွာကိုမိဆုဖျက်ဆီးဖို့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုပြည်သူကာကွယ်ရေးတပ်မတော်အမှတ်နဲ့စစ်ဆင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာန viewer 20နှစ်ကုတ်ကဲမှုနဲ့အမှတ်33ညနဲ့တက်ရင်အမှတ်33ညတုံးတက်ရင်တာယာဝတီဆွေတန်းမြေပြည်သူကာကွယ်တပ်ဖွဲ့တာယာဝတီဂလုံပြည်သူကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းနဲ့ အဆိုပါတပ်ပွဲအတွင်းအကြံပတ်စစ်တပ်မှအထိခိုက်များခဲ့ပြီးစစ်သား15ဦးထပ်မံတဲ့တေဆုံးခဲ့ကစစ်တုပ်ပန်းအဖြစ်စစ်သား12ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းနဲ့လက်နက်မျိုးစုံ19လက်ခဲယမ်းများနဲ့စစ်အုံဆောင်ပစ္စည်းတွေကိုလည်းတင်ဆင်းရမိခဲ့ကြောင်းသိရပါဗျ။ဒါတဆက်ထဲမှာပဲဘကိုးတိုင်းပြည်ခရိုင်ပေါန့်တဲမြို့နယ်မှာဆံငယ်3စီးပြစ်ထွက်လာတဲ့ရဲတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာဒူရဲအိမင်းထွန်းအပါဝင်2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကအော်တိုဘာလ16ရက်နေ့မနက်9:15မိနစ်ခန့်က ပေါင်းတဲ့မြို့နယ်မှတ်တိုင်အုပ်စု မှတ်တိုင်ရဲစခန်းမှဒုရဲကိုအင်မထွန်ဦးစီးတဲ့ရဲငါဦးကဆံကယ်၃စီးပြည့်တမန်ကြီးကဘတ်တို့ဂိတ်ဖွင့်စစ်စေဖို့ထွက်လာစဉ်ပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာဒုရဲကိုအင်မထွန်နဲ့နေထင်းအောင်ကျော်ထက်တို့အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီလိုအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ရဲနှစ်ဦးစလုံးကိုအလုံးပိတ်ကားနဲ့ပြည်သူစစ်ရုံတို့တယ်ဆောင်သွားပြီးတေဆုံချင်းစီမစီကိုတော့စုံစမ်းနေစေဖြစ်ကြောင်းသိရပါဗါဒါအဲ့ဒီရဲတပ်ဖွဲ့ဝင်တွေက တမန်ကြီးကလမ်းဆောင်ညောင်မင်းအောက်မှာဂိတ်ဖွင့်ပြီ ခရီးသွားပြည်သူများရဲ့ဆံကယ်တွေကိုဖမ်းဆီးခြင်းအတင်းအဓမ္မစစ်မှုထမ်းတပ်သားတွေစုဆောင်ခြင်းဝယ်လာတဲ့စားတောက်ကုန်တွေကိုလည်းတင်းစီခြင်းပြည်သူများကိုဖမ်းဆီးငွေတောင်းခံခြင်းနဲ့ငွေမပေးနိုင်မှာကဖမ်းဆီးထောင်ချခြင်းတို့ပြုလုပ်နေတဲ့ဂိတ်ဖြစ်ကြောင်းလည်းသိရပါဗျ။ဒါအဆိုပါတိုက်ခိုက်မှုကိုတော့ပြည်သူ့ကာကွယ်တပ်မတော် viewer 27ကိုကယ်မှုအောက်မှာရှိတဲ့အမှတ်36 37တက်ရင်တက်ခွဲလေးမှရဲဘော်တွေကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆိုတော့ဒါကျွန်တော်ဘကိုးတိုင်းဘက်ကတည်င်းကောင်းလေးတွေပဲဖြစ်ပါတယ် ကဲတော့ဆက်ပြီးတော့ဒါကျွန်တော်တို့တနင်္သာရီတိုင်းဘက်မှာဆိုရင်တနင်္သာရီတိုင်းလောင်းလုံးမြို့ပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ကနှစ်ယောက်တေဆုံးခဲ့ပြီးခုနှစ်ယောက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့မနက်အစောပိုင်းကလောင်းလုံးမြို့ပေါ်မှာစီးတဲ့အောင်တဘီဖုံးကြောင်ဝင်အတွင်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲကြာချိန်တနင်္ဂနွေခန့်ကြာမြင့်ခဲ့ကြောင်းသိရပါတယ် အဲ့ဒီတက်ပွဲအတွင်းအကြံဘတ်စစ်တပ်ဘက်က2ယောက်တိစုံခဲ့ပြီး9ယောက်ဒဏ်ရာရရှိခဲ့ကအဲ့ဒီဒဏ်ရာရသူတွေထဲက2ယောက်ကတော့ဒဏ်ရာပြင်းထန်ကြောင်းတည်ရပါတယ်။ဒါအဲ့ဒီဖုံးကြောင်းမှာတက်ဆွဲထားတဲ့အကြံဘတ်စစ်တပ်ကလမ်းသွာလမ်းလာပြည်သူတွေရဲ့လုံခြုံရေးအပေါ်နေစဉ်ရက်ဆက်ချင်းချောက်အနိုင်ကျင့်နေပြီးအတင်းအာဓမစစ်မှုတန်းစုဆောင်ခြင်းခရီးသွားပြည်သူတွေကိုမတရားဖမ်းဆီးချင်းချောက်ကငွေကြေးအဆမတန်တောင်းခံခြင်းစတဲ့အကြံဘတ်လောက်ရတွေကိုနေစဉ်ကျူးလွန်နေကြောင်းလည်းတည်ရပါတယ်။ ဒါအဆိုပါတက်ခတ်မှုကိုတော့တဝဲခရိုင်တပ်ပေါင်းစုနဲ့လောင်းလုံးတမ္မဏီလက်ပြတပ်ဖွဲ့တို့ပူးပေါင်းတက်ခတ်ခဲ့ခြင်းဖြစ်ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေကတော့အထူးခက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ကြောင်းတနင်းတိုက်တန်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ထပ်ဒီမန္တလေးတိုင်းညောင်ဦးမြို့နယ်နဲ့တနင်းတိုက်တိုင်းကော့တောင်မြို့နယ်တို့မှာအုတ်ချုပ်ရည်မှု2ဦးနဲ့ပြူစော်ဒီ2ဦးပြစ်ခတ်ခံရပြီးတည်ဆုံသွားပါတယ်ဆိုတော့သတင်းလေးကလည်း ဒါပြီးခဲ့တဲ့အော်တိုဘာလ16ရက်နေ့ညနေ4နာရီခန့်မှာညောင်ဦးမြို့နယ်ထိပုကြီးရအုပ်ချုပ်ရေးမှူးဦးလင်ကိုကိုအမည်မသိတနက်သမားတွေက၎င်းနေအိမ်တွင်တနက်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့ရမှာပွဲချင်းပြီးတေဆုံးခဲ့ကြောင်းသိရပါဗျ။ဒါအဆိုပါပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိသည့်အဖွဲ့ကလှုံ့ဆော်သွားသည်ကိုဒေသတွင်တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါအလားတူပဲအော်တိုဘာလ14ရက်နေ့မှာတနင်္သာရီတိုင်းကော့တောင်မြို့နယ်လုံဖို့ကြီးရအုပ်ချုပ်ရေးမှူးဝင်းမြင့်ပြူစောဒီအေးစိုးနဲ့တပ်ဦးတို့ကိုအမိမတိတနက်တမားတွေကဝင်ရောက်ဖမ်းဆီးသွားပြီးနမိုင်းတနေရာမှာပြစ်ခတ်တိုက်ခတ်ခဲ့ရမှာတိတ်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါဗယ်။ကဲတော့ဒီလောက်ထိစိတ်မှာတယောက်ပြီးတယောက်အသက်ခံရရလေမင်းတို့အုပ်ကြီးဆိုတဲ့ကောင်တွေကအခုတည်းကအတိတ်တရားမရကြသေးဘူးနော်။ဒါပတ်စံလေးရတာတခုတည်းကိုကြည့်ပြီးတော့ပြည်သူတွေကိုဒုက္ခပေးချင်တာကိုခံကြအောင်ပေါ့နော်။ကဲတော့ဒီညနေပိုင်းအတွက်သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ ဒီနောက်မှာပထမဆုံးဒါကြောင့်ကိုဆောင်းခါရဲ့ပြောစကားလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာကိုမကျင့်တဲ့တရားကိုကိုမဟောနဲ့အခုတကယ်ကျင့်ကြံအားထုတ်နိုင်မှသာလျှင်ဒီအောက်ကရဲဘော်ကြီးကိုတရားလေးကြက်မှတ်နိုင်မှဖြစ်တယ်အဲ့တော့အဲ့လိုမျိုးကိုကိုယ်တိုင်မကျင့်ကြံရင်နိုင်ရင်လည်းတမှုနေရမယူနဲ့ဗျာဒါယူယူလေးပဲအဓိကကတော့ကျွန်တော်တို့ဒီရှစ်တက်တစ်ခုကိုတည်ပြီးတော့ကျိုးတိဆောက်တဲ့အခါမှာတက်ရဲ့အခန်းကဏ္ဍဒီအဲကျွန်တော်တို့ကဒီ စစ်တပ်မှာအရေးကြီးဆုံးကအမိန့်နာခံမှုကိုအထက်အဲဒီအထက်အမိန့်ပေးကိုကဲမှုစနစ်အရေးကြီးရယ်ဆိုတော့ဒီရဲဘော်တွေကအမိန့်နာခံမှုဆိုရင်အဲ့ဒီအမိန့်တွေကအရန်ကိုတိကျပြီးတေချာဖို့လိုတယ်အဲပြီးရင်နောက်တစ်ခုကအမိန့်ပေးတဲ့သူရဲ့တမာတမတ်ကြောင့်အရန်အရေးကြီးပါတယ်အဲတကယ်လို့ဒါကျွန်တော်တို့ကအမိန်ပေးတဲ့သူကဒါကိုပြီးစလေပဲပေးတယ်ဆိုရင်တော့လည်းကောင်းဒါမှမဟုတ်ရင်အဲဆိုတော့ အဲသူ့ရဲ့တမတမတ်ကြမှုဟာဟိုအောက်ကရဲဘော်တွေကမိကွန်းထုတ်ရှားရှိတယ်ဆိုတော့လည်းကျွန်တော်တို့တော်တော်လေးအဲရဲဘော်တွေမှာအခက်အခဲကြုံရတယ်ဆိုတော့အဓိကတော့ဟိုကျွန်တော်တို့ BPL ဆိုရင်ကျွန်တော်တို့ကဒီအဲအထောက်အမေပေးကူကဲမှုတော်တော်လေးတင်းတင်းကြပ်ကြပ်ခံရထားတဲ့တက်ဖြစ်ပါတယ်ဆိုတော့ဒါကြောင့်တက်မှုတွေကိုလည်းအဲတီချာထရင်းရတယ်ဘာလို့လဲတကယ်လို့တက်မှုတွေကတီချာမလုပ်ထားဘူးတီချာမတီဆောက်ထားဘူးဆိုရင်တော့ အဲကျွန်တော်ဒီအမိတ်နေတာတလွဲဖြစ်ပြီးတော့အောက်မှာမျက်နာတဲ့သူကရဲဘော်ကြီးဖြစ်တာပေါ့နော်တကယ်မြေပြင်မှာအဥဆောင်နေရတဲ့အဲရဲဘော်ကြီးဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ကဒီအမိတ်နေကိုပို့ပြီးတော့အဲစနစ်တကျဖြစ်ဖို့ညနောက်တစ်ခုကဒီတက်မှုတွေကပို့ပြီးတော့အာဟိုခိုင်မာဖို့လိုတယ်ပေါ့နော်ဒီပြီးပြီးရောလုပ်လို့မရဘူးအဲဒါပေမဲ့တခုတော့ရှိတာပေါ့ဗျာဒီရဲဘော်ဆိုတာကတော့တက်မှုရဲ့နေရာ ရောက်ပြီးတော့တွေးလို့မရတာရှိနိုင်တယ်။ဒီခါလေးကျတော့အဲကျွန်တော်တို့ဒီရဲဘော်တွေစဉ်းစားတယ်လို့တမူးကမစဉ်းစားနိုင်ဘူး။အာ sorry တမူးတွေစဉ်းစားလို့ရဲဘော်ကမတွေးနိုင်တာတွေရှိပါတယ်။ဘာလို့ဆိုတော့အဲအဲ့လိုအမြင်ကျကျစဉ်းစားနိုင်တဲ့သူကိုပဲကျွန်တော်တို့တမူးအဖြစ်ခန့်သဘောတရားအရာဆိုတော့ဒီတမူးတွေဒါစနစ်တကျမလုပ်ထားရင်တက်ကပြောက်ဖို့တာရှိပါတယ်။ဘာလို့ဆိုတော့ဒီကိစ္စအရာရာအားလုံးမှာတမူးပေါ်မှာတည်မှုရတယ်။အဲဆိုတော့ ကျွန်တော်တို့ကဒီပြစ်မှုတစ်ခုကျူးလွန်ခဲ့တယ်ဆိုရင်တော့မှပဲအဲဒီအမိန်ပေးခံရတဲ့သူတဲ့အမိန်ပေးတဲ့သူမှာတာဝန်ပူရှိတာဟုတ်ဆိုတော့သူရဲ့ဒီဥပဒေရဲ့လှုပ်ထုံးလုံနည်းမှာလည်းအဲပြောရမယ်ဆိုရင်ဒီအမိန်ပေးခံရတဲ့သူမှာလည်းတတ်တတ်မှုတာဝန်ယူမှုရောရှိရတယ်သို့တော်လည်းပဲအဓိကတာဝန်အရှိဆုံးသူကကွန်မန်ဒါပဲအမိန်ပေးတဲ့သူပဲဖြစ်တယ်ဆိုတော့ဒီသူပေးလိုက်တဲ့အမိန်ရဲ့အကျိုးဆက်တရားလုံးကအမိန်ပေးတဲ့သူပါပဲတာဝန်ယူတာဝန်ခံမှာဖြစ်တယ်ဒါကတော့တည့်ရတဲ့ပေါ်တရားဖြစ်ပါတယ် တော့ကျွန်တော်တို့ကအများသောအားဖြင့်အဲကျွန်တော်တို့ဒီစစ်တပ်တွေတိစောက်တဲ့အခါမှာအဲအောက်ကရဲဘော်တွေအမိန်နာခံမှုပဲတိစောက်လေးရှိပြီးတော့အဲ့ဒီအမိန်တွေပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုရှိဖို့အတွက်တပ်မှုတွေကိုဟိုဟိုရှင်းပြတာတို့ရဲ့တာဝန်တွေကဘယ်လောက်ထိကြီးလေးတယ်တို့ရဲ့အမိန်တခုကဘယ်လောက်ထိအေးပါတယ်ဆိုတော့ပြောပြတာအာအနေတာကိုပြရလေးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကစစ်တပ်တစ်ခုတိစောက်တဲ့အခါမှာ အထက်ရောအမိဘေးကူကဲမှုစနစ်ခိုင်မာရုံနဲ့မကဘူးအရှင်းရဲ့အရှင်းရဲ့တာဝန်ယူမှုတာဝန်ခံမှုဒီအန်ဒီယာလဲအားကောင်းမှုတွေဆိုတာအမြဲထည့်ပြောလို့ရှိပါတယ်။ဘာလို့ဆိုတော့ဟိုအောက်ကရဲဘော်တွေအမိန်နာခံရုံနဲ့အဆင်မပြေဘူး။ဒီအမိန်ဒီမှားတာတော်တော်ကောင်းမှန်တာတော်တော်ကောင်းအကုန်လုံးအထက်ရှင်းရှင်းကနေတာဝန်ယူနိုင်မှသာလင်ဒါဟာခိုင်မာတဲ့တပ်တစ်ခုဖြစ်မယ်ဆိုတာကျွန်တော်တို့အဓိကအာပြောလို့ခြင်းဖြစ်ပါတယ်။အထူးသဖြင့်တော့ကျွန်တော်တက်ထဲမှာအရင်ပြောလို့ရှိတာကတော့ ာလဲဆိုတော့ကိုမကျင့်တဲ့တရားကိုမဟောနဲ့ပေါ့ကျွန်တော်တို့ကိုယ်တိုင်ဒီတက်မှုတွေကိုယ်တိုင်ကျင့်ကြံအားထုတ်နိုင်ရမ်းမရှိတဲ့ကျင့်ဝတ်တွေစီကံတွေကိုကျွန်တော်ချမှတ်လို့မရဘူးအဲ့ဒါအရင်ရေးကြည့်အဲကျွန်တော်ပြောလို့ပဲကျွန်တော်ကျွန်တော်စိတ်တန်းတော့တင်ရပါတယ်ဒီမှန်ကန်ခြင်းနဲ့ရဲရင်ခြင်းပေါ့နော်ဆရာကြီးဖြူတော်အောင်ကြီးဟာဒီသူသူတစ်ဖက်တော့ကျွန်တော်တို့ကဒီအဲကိုလုတ်တဲ့လုတ်ရက်တစ်ခုဟာကိုကိုယ်တိုင်မှန်မှန်ကန်ကန်ရှိရလုတ်ပြနိုင်မှသာအဲအဲ့ဒီဟာကိုကြက်မဲ့ဖို့အတွက် တမှုမှလည်းအားရှိမှာပေါ့နော်တကယ်လို့ဒါကိုကဒီစီကန်းကိုမလိုက်နာဘဲနဲ့ဒီစီကန်းကိုအောက်ကရဲဘော်ကြီးတစ်ပယ်ချမှတ်ထားမယ်ဆိုရင်အဲ့ဒီစီကန်းဟာအကြာကြီးအခိုင်မြဲမှာမဟုတ်ဘူးရဲဘော်ကြီးပေါ်မှာလည်းတက်ရောက်မှုရှိမှာမဟုတ်ဘူးတင်းကျပ်နိုင်တဲ့စီးနောင်မှုအားလည်းရှိမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်အမြဲပြောတာကတော့ကျွန်တော်အောက်ကဒီတက်မှုတွေပြောတာကကိုမကျင့်တဲ့တရားကိုကိုမဟောနဲ့ကိုတကယ်ကျင့်ဉဏ်အားထုတ်နိုင်မှသာလျှင်ဒီအောက်ကရဲဘော်ကြီးကိုတေချာလေးကြက်မှတ်နိုင်မှာဖြစ်တယ် အဲ့တော့အဲ့လိုမျိုးကိုကိုတိုင်းမကြင်ကြံရင်နိုင်ရင်လေတတ်မှုနေရာမယူနဲ့ဗျာဒါယူယူလေးပဲဆိုတော့အဓိကတော့ကျွန်တော်တို့ကဘယ်တတ်မှုကိုမဆိုဖြုတ်ချနိုင်ကြမ်းရှိတဲ့ institution ဖြစ်ဖို့လိုတယ်တခုခုဆိုရင်ဒီတတ်မှုကိုမျက်နှာနဲ့မျက်နှာထောက်နေရတဲ့အခြေအနေမျိုးဆိုတော့အဲရည်ရှိမှာပြည်နာရှိနိုင်တယ်လို့ထင်ပါတယ်ဟုတ်ကဲတော့ဒါကြောင့်ကိုဆောင်ခါတော့လူငယ်ဆိုပေမဲ့လည်းခေါင်းဆောင်ကောင်းတယောက်ရဲ့အရေးချင်းနဲ့ပြည်စုံနေဆိုတာဒါကြောင့်ပြည်သူတွေအနေနဲ့တကယ်ကိုလက်ခံပြီးသားပါပဲနော် ကဲတော့လာပါပြီဒီနောက်မှာဒီနေရီကန်စကန်ကျသွားလို့ဆိုပြီးဒါသူတို့ဘောမတွေတွေးပြနေကြပြီဆိုတဲ့အကြောင်းဒါပေါက်ကတုံးကလည်းလမ်းပေါ်တက်ပြီးဘလို့တွေဖင်ကုန်းပြီးအော်တောင်းမလဲဆိုတာကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဒီတစ်ဖက်ကတော့ဝါနာတွေကတော့လူလူဖြတ်ကြတာပဲဟုတ်လားရခိုင်ပြည်နယ်ပဲဆိုနေရီကန်နေရီကန်ကျသွားပြီနေရီကန်ဘလို့ကျသွားပြီဘလို့ဖြစ်သွားပြီအဲ့တော့ဒါဆိုင်ဝါကလည်းကိုကရက်စစ်တော့တယ်ဆိုင်ဝါဆိုင်ဝါတွေတော့နော်ဆိုင်ဝါတွေတဲကိုမမိစေနဲ့ဆိုင်ဝါတွေကိုဘက်ကလည်းဟုတ်လား ကိုယ်ပဲကိုယ်ပဲကစပီကာဓမ္မတွေတင်းဓမ္မတွေတော်တော်ဟာကိုပြည့်မမြင်နဲ့သူတို့ပြောလာမြေတော်မြောက်ပေးနေတာကိုမြောက်ပေးရမယ်ဆိုတော့ဒါကဥစဉ်တော့ခဏခဏပြောတယ်ခါတလေကြောက်လဲတို့တို့ဘက်ကမန်တိုင်းပြောရလဲခံပြတိတ်ကြိုက်ဘူးဗျမန်တိုင်းပြောရလဲတိတ်ကြိုက်ဘူးနော်သိညာမရှိတဲ့ကောင်းလေလေမြေတော်မန်တိုင်းပြောတော့တိတ်ပြီးကြိုက်ကြအောင်မန်တရားချပြောတော့လက်ပခံကြအောင်နော်ဥစဉ်တော့ဒီတမရတော်ထောက်ခံဝိုင်းရလူတဲ့တင်းဓမ္မတွေဆိုလို့ရှိရင်လက်ချိုးရည်အတွက်လို့ရပါတယ် ်နော်အဲ့တော့ထောက်ခံရတယ်နော်သူတို့ခွေတက်တခါလေချင်းချင်းမဲ့ဖိုက်နေရချင်းချင်းမဲ့ချနေရအချင်းချင်းမဲ့နော်အများကြီးပါလေဒါမျိုးတွေတော့မြင်းအမျိုးလိုပေါ့ကိုကိုတိုင်းမြင်းအမျိုးလေးကကိုကိုတိုင်းကလေးမမွေးနိုင်မမွေးနိုင်တော့ကိုဝေရှိတဲ့မြင်းတွေကိုကိုဝေပြက်ကြအောင်လိုက်ကန်တယ်သဘောတူဝိုင်းနော်ဟုတ်တယ်ရယ်ဒါမျိုးတွေဒါလဲဒါလေးတော့ထားရတဲ့အရာတွေပဲ ဲတော့ပေါက်ကတော့ကတော့သူ့အတူနေနေတဲ့အောင်မင်းကိုသွားပြီးတော့ရန်စနေပြန်ပြီနော်ဒါဟိုကပြန်ပြီးတော့ကလော်တောက်လို့တသက်ကြီးအောင်ခံရတာနေအောင်နေသေးပါတယ်နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကိုမမောင်ကလည်းဒါသူတို့စစ်တပ်ထဲမှာဘလို့တွေဖြစ်ပျက်နေကြလဲဆိုတဲ့အကြောင်းဖော်ကောင်လောက်တာတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ဗျာပိုင်းအာရာရှိတွေပေါ့နော်ရာရှိတွေစစ်တီတွေတော်တော်များများကမှာဘာတွေဖြစ်နေဆိုတော့ အရင်ကဆိုလို့ရှိရင်မိမကိစ္စနဲ့ဆိုစစ်တပ်ကလုံးဝခွင့်မလုပ်ဘူးနော်။တကယ်လို့ချင်းအမိမကိစ္စဆိုရင်လုံးဝတိတ်နေတာ။နော်အရေးယူတယ်။ငွေကြေးကိစ္စလုံးဝအရေးယူပါလား။အခုနောက်ပိုင်းမှာငွေကြေးကိစ္စအရေးယူမှုလည်းရှားလာတယ်။မိမကိစ္စနဲ့ပတ်သက်ပြီးတော့အရေးယူမှုတွေလည်းရှားလာတယ်။နောက်ဆုံးပိတ်ဖို့ပြန်နော်။ဖြစ်နေတယ်ဖြစ်နေကြတာဟမ်။အကိမ်းမှာဘလို့ခေါ်မလဲဆိုတော့ငွေကောက်နေတယ်တိတယ်ဒါတွေလွတ်ပေးနေတယ်တိတယ် အေးအေးယူမှုတွေရှားလာတယ်။ဘာကြောင့်လဲဆိုတော့နှစ်နည်းနှစ်ခွက်ကြည့်အောင်ပေါ့။တစ်ဖက်ကတော့ဟိုလွတ်ထားပြီးလိုက်ပါဘွာဆိုတဲ့ပုံနောက်တစ်ဖက်ကတော့အင်အားပြုံးသွားမှာဆိုတဲ့ပုံစံမျိုးတွေလည်းရှိတာပေါ့ဗျာနော်။အဲ့တော့ဘလိုတွေဖြစ်နေဆိုတော့အခုစက်သားတွေတချို့ပေါ့နော်တော်တော်များများကရှိတယ်။အဲမိမရှုပ်ကြတယ်။မိမရှုပ်တဲ့အခါမှာအရာမိမတွေကသွားတိုင်။သွားတိုင်တဲ့အခါဒါကိုအေးအေးယူမှုတွေမရှိတော့ရှားလာတယ်။အဲ့တော့အဲ့တော့မိမတွေက ဘယ်လောက်ထိကျိန်သေးလာကြလဲဆိုတော့လှုပ်ထလှုပ်ထနင်းလှုပ်ထနင်းသေးမှငါနင်းရဲ့အင်းစင်ကိုထုတ်စားမယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒီမျိုးပဲကျိန်းပြီးတော့မိမတွေကနောက်ထပ်မှကျန်တဲ့မိမတွေပေါ့နော်နောက်တောင်ဖြစ်ပါလေကျွန်တော်တို့စစ်သားမိမတွေစစ်သားရဲ့ရည်စားတွေနော်အဲစစ်သားရဲ့လက်ထက်ခွင့်တင်ထားပြီးသား main ကလေးတွေကအခုဆိုရင်ဟိုရှုပ်နေရှုပ်နော်သူကဒီဒီငါနေလာစားတွေထိုင်စားမယ်ဆိုတဲ့ပုံစံမျိုးနဲ့อืมကျိန်သေးနေရတယ်အိမ်မှာထိုင်ပြီးကျိန်သေးတယ်ဘာကြောင့်စစ်တပ်ကအေးမှမပြူတာ အဲ့လိုမျိုးတွေဖြစ်နေအဲ့တော့ဒီစတက်မှာနည်းနည်းလေးကဲတော့ဒါကိုမမောင်တော့အမှန်တရားတွေထုတ်ပြောလာတယ်ဆိုပေမဲ့လည်းเนาะဒါတို့စစ်တက်ထောက်ခံတဲ့တချို့တစ်ဖက်ပိတ်တွေကတော့ဒါကိုမမောင်ရဲ့စကားအခုတိလက်မခံနိုင်ကြသေးဘူးเนาะအဲ့တော့အမှန်တရားနားခားတဲ့ဆိုတော့လည်းဘယ်လက်ခံကျင်ကြအောင်မလဲနောက်တော့လည်းတဖြည်းဖြည်းသိလာမှာပေါ့စစ်တက်ကောင်းမကောင်းဆိုတာเนาะအဲ့တော့အမှန်တရားတွေပြောလာပြီးတဲ့ကိုမမောင်လည်းတကယ်ကိုလေးစားပါတယ်เนาะကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမော်ဒမတယောက်ချင်းညီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ် နောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျန်းမာပေးခြင်းကြပါလိမ့်ညာ